မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ ဧပြီလ16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်ငလျင် update သတင်းကတော့မနေ့ကညနေပိုင်းကမိုးသည်ထန်စွာရွာသွန်းမှုကြောင့်မန္တလေးမှာငလျင်ထန်ကြောင့်တိမ်ဆောင်ထိခိုက်ပျက်စီးခဲ့တဲ့တိုက်တချို့ဟာပြိုကျပျက်စီးမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒကြံအကျက်နေဧပြီလ15ရက်နေ့ညနေ3နာရီအချိန်ကစတင်ပြီးတော့မိုးများရွာသွန်းခဲ့ရာမန္တလေးမြို့မှာရှိတဲ့တိုက်တချို့ပြိုကျပျက်စီးခဲ့တယ်လို့သိရပါတယ်။မန္တလေးမြို့26လမ်း80 81လမ်းမှာရှိတဲ့၃တပ်တိုင်း 5 stone အဆောက်အုံဟာမလျင်တံကြောင့်တင်းဆောင်ခဲ့ရကနေမနေ့ကညနေကမိုးရွာသွန်းတဲ့အချိန်မှာလုံးဝကိုပြိုကျသွားခဲ့တယ်လို့သိရပါတယ်။အလားတူပဲမနေ့ကည10:00နာရီ10မိနစ်မှာလဲမန္တလေးအကွက်259ကိုပဲဝင်းရံ68လမ်းနဲ့32လမ်း32လမ်းကြားမှာရှိတဲ့ငလျင်တံကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့တုံးတက်ခွဲတိုက်ဟာလဲပြိုကျပျက်စီးခဲ့တယ်လို့သိရပါတယ်။မန္တလေးမှာရှိတဲ့တိုက်ပြိုကျမှုနှစ်ခုစလုံးမှာလူထိခိုက်မှုတော့မရှိဘူးလို့ပြောပါတယ်။တိုက်ပွေတွင်ပြိုတာမဟုတ်ပါဘူး။ဈေးကြိုနားကငလျင်တံကြောင့်ထိခိုက်ထားတဲ့တိုက်တချို့က ိုးရွာတဲ့အချိန်မှာပြိုတော့ပြိုမသွားပေမဲ့စောင်းနာတွေရိုင်နာတွေရှိတယ်လို့ပတ်ဝန်းကျင်ကသတိပေးလာတာတွေရှိပါတယ်။မိုးရွာတဲ့အချိန်မှာငလျင်တန်ထိထားတဲ့တိုက်တွေနားကိုမကပ်ဖို့အတွက်သတိပေးနေရပါတယ်။မနေ့ကမိုးရွာတော့ငလျင်ဘေးရှောင်နေတဲ့ဒုက္ခတွေတွေလည်းတဲတွေနဲ့နေလို့မရတော့ဘူးလို့မန္တလေးကငလျင်ဘေးကူညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူပရိဒအဖွဲ့ဝင်တဦးကသတင်းပေးဖို့ပြောကြားထားပါတယ်။အလားတူပဲမနေ့ကညနေပိုင်းမှာဘိုးတဲထန်စွာရွာသွန်းမှုကြောင့်မိထီလာမှာငလျင်တန်ကြောင့် လမ်းမြေသားများပြိုကျနေတယ်မိထီလာကံပေါင်းလမ်းဟာလည်းဖို့မြေများပြိုကျပြက်စီးမှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်မူလကပြိုကျနေတဲ့မြေသားများကိုပြန်လည်ပြုပြင်ရန်ဖို့ထားတဲ့မြေသားများပြိုကျခြင်းဖြစ်တယ်လို့သိရပါတယ်မိုးများစွာရွာသွန်းရင်ကံပေါင်းလမ်းရဲ့ပြိုကျနေတဲ့နေရာများဟာဇက်တိုက်ထပ်ပြီးတော့ပြိုကျနိုင်တဲ့အတွက်ကြောင့်မြေပြိုနိုင်တဲ့အန္တရာယ်ရှိတယ်လို့မိထီလာဒေသကပြည်သူများကသတိပေးပြောကြားထားကြောင်းသိရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းမြို့မှာဧပြီလ15ရက်နေ့ညနေပိုင်းကမိုးသည်ထန်စွာရွာသွန်းလာကြောင်းငလျင်ကယ်ဆယ်ရေးစခန်းတွေနဲ့ရက်ွက်တချို့ဟာရေနစ်မြုပ်ကငလျင်ဘေးတဲ့နဲ့ပြည်သူတွေနေထိုင်ရေးအတွက်ခတ်တွေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလျင်တန်းကြောင်းအိုးအိမ်တွေပြိုပြက်ကနေထိုင်စရာအိမ်မရှိတော့လို့ငလျင်ရှောင်တဲ့စခန်းတွေနဲ့လမ်းဘေးမှာနေထိုင်ရတဲ့သူတွေဟာနေရေးထိုင်ရေးအတွက်အခက်တွေ့နေရတယ်လို့ဆိုပါတယ်။မိုးသည်ထန်လို့ အိတ်ဆရာမပြောနဲ့ထိုင်းဆရာတော်နေရာမရှိတော့လို့ဒီညတော့မတ်တက်ရက်နေရမယ့်အခြေအနေဖြစ်နေပြီလို့သခိုင်းတောင်ရိုးကတိလရှင်ဆရာကြီးတစ်ပါးကပြောဆိုထားပါတယ်။သခိုင်းတို့က နှစ်ခွနရာအာကစားကွင်းအပါဝင်အာကစားကွင်းစာတင်ကြောင်းနဲ့ကွင်းပြင်နေရာတွေမှာငလျင်ကယ်ဆယ်ရေးစခန်းတွေဖွင့်လှစ်ထားတာဖြစ်ပြီးတော့ညနေပိုင်းမှာမိုးရေများတဲ့အတော့အဲ့ဒီငလျင်ကယ်ဆယ်ရေးစခန်းတွေရေမြုပ်သွားတာလို့ဆိုပါရယ်မက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင်းစကိုင်းမြို့မှာလူ900နဲ့1000ကျားတိုက်ဆုံခဲ့ပြီးတော့ပျောက်ဆုံးသူတွေနဲ့အဆောင်တွေအောက်မှာပိတ်မိတိုက်ဆုံသူတွေလည်းကြန့်ရှိနေသေးပြီး အိုးအိမ်အဆောက်အအုံအများပြပျက်စီးခဲ့တယ်လို့သိရပါတယ်။သခိုင်းကငလျင်ဘေးတင်တဲ့သူတွေဟာစစ်တပ်ကစီစဉ်ပေးတဲ့ငလျင်ကယ်ဆယ်ရေးစခန်းနဲ့ဤဆက်ရနေရာတွေမှာယာယီခိုးလုံနေထိုင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ငလျင်တန်းကြောင်ပြိုကျလူနေပါဖြစ်နေတဲ့မန္တလေးတိုင်းကြောက်စင်မြို့မှာရှိတဲ့ကြောက်တက်တာဇေဒီကိုဖြိုမချပဲနဲ့ပြုပြင်မှုများတာပြုတ်လုပ်ရန်အစံဖက်စစ်ခေါင်းဆောင်မင်းအောင်လိုင်းက ဒီကနေ့ကြောက်ဆယ်မြို့ခရီးစဉ်အတွင်းမှာညွှန်ကြားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကြောက်တေတာတီရှိမှုနေရာကို drone နဲ့အသေးစိတ်ရိုက်ကူးပြီးတော့အချက်အလက်ကိုရယူရန် မိုင်းခွဲဖြိုချခြင်းမပြုတ်လောက်ရန်တောက်အောက်မှာရှိတဲ့ပြည်သူများအနေနဲ့ကင်းစေရအတွက်ကြောက်တက်တာကြီးအားအောက်ခြေကနေပြီးတော့အရေးအသွေးပြင့်မိတဲ့ကွန်ကရစ်များနဲ့အာစီလောင်းပြီးတော့ထိမ့်သိမ်းဆောင်ရွက်ရန်စရာတွေကိုအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကစောက်တလွဲတွေညွန်ကြားခဲ့တယ်လို့စစ်ကောင်းစီကထုတ်ပြန်ထားပါတယ်။အခုလိုမျိုးကြောက်တက်တာဟာအင်အား9.8ပြင်းအားရှိတဲ့သခိုင်းငလျင်ကြီးလောက်ခတ်တဲ့အချိန်မှာ ဇေဒီရဲ့အောက်ခံကြောက်သားများပြိုကျပြီးတော့တိမ်းဆောင်းသွားခြင်းဖြစ်ပြီးပြုတ်ကျနိုင်မဲ့အခြေအနေရှိကြောင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကသတိပေးခဲ့သလိုကြောက်တဲ့ဓာကြီးကျနိုင်တဲ့လမ်းကြောင်းမှာရှိတဲ့ရက်ွက်နေပြည်သူများကိုလည်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကအေပီလ3ရက်နေ့ကနေစတင်ပြီးအရေးပေါ်ရွှေ့ပြောင်းခိုင်းခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကျုံတုံးမြို့နွားချံကုန်းကျေးရွာကိုစစ်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ရာစစ်ပေးရှောင်ရံပြင်ဆင်နေတဲ့ကားပေါ်ကိုလက်နက်ကြီးကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့အ ਨੇ ဆုံးပြည်သူ10ဦးသေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကကော့ကရိတ်မြို့နယ်ကျုံတုံးမြို့နွားချံကုန်းကျေးရွာကိုအချက်မဲ့စစ်တပ်ရဲ့ခမရ945နဲ့ခမရ946ကလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ရာစစ်ပေးရှောင်ရံပြင်ဆင်နေတဲ့ကားပေါ်ကိုကြောက်ရောက်ပောက်ကွဲပြီးတော့အ ਨੇ ဆုံးပြည်သူ10ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီထဲမှာလင်းမယားနှစ်ဦးရဲ့အလောင်းကိုပြန်လဲရရှိထားပြီးတော့ကျန်တဲ့အလောင်းတွေကိုတော့မတဲထုံနိုင်သေးဘူးလို့ပြောပါတယ်စစ်ဘေးရှောင်ဖို့ပြင်နေတဲ့ကားပေါ်ကိုလက်နက်ကြီးကြားရောက်ပောက်ခွဲတာပါတေဆုံတဲ့သူတွေကဟိန္ဒူဘာသာဝင်တွေပါနာမည်ကမြန်မာလိုကိုကနန်းလိုပဲခေါ်တာသူတို့လင်းမယားနှစ်ဦးရဲ့အလောင်းတော့ပြန်ရတယ်တေတာက၁၀ဦးပါအလောင်းပြန်ထုတ်လို့ရတာကအဲ့ဒီလင်းမယားနှစ်ဦးရဲ့အလောင်းပဲအမျိုးသမီးကကိုဝင်အရေးမာကြီးနေဗျအကုန်လုံးတော့ပြေးလွှားနေရတယ်လို့စစ်ဘေးရှောင်ကုညီသူကရှင်းပြထားပါတယ်ဒါပြင်ဒီကနေ့ကြံအတက်နေ့ AP လ16ရက်နေ့မနက်ပိုင်းမှာအချက်မဲ့စစ်ကောင်စီက ကရင်ပြည်နယ်ကော့ကရိတ်ကျုံတိုးဒေသမှာရှိတဲ့ခြေရွာများကို Jet Fighter လေယာဉ်112ဘုံးကျဲလေယာဉ်များနဲ့ဘုံးကျဲတက်ခိုက်နေတယ်လို့ KNLA မဟာမိတ်ပူးပေါင်းစစ်ကြောင်းကစစ်ရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်ဒီမနက်9နာရီနဲ့မနက်10နာရီကြားကျုံတိုးကော့ဝါလဲတာယာကုန်းငွားချံကုန်းဘက်ကို Jet Fighter နဲ့လာပစ်တယ်နှစ်ကြိမ်ဘုံကျဲချသွားတယ်ကော့ကရိတ်မှာကလှိုင်စိန်ရန်ကုန်မီချောင်းအင်းဘက်ကိုလဲ112လေယာဉ်နဲ့၃ကြိမ်ဘုံလာကျဲတယ် ဘုံအလုံးကြီး15လုံးလောက်ကြာရောက်ပောက်ကွဲတယ်လောလောဆယ်ကနေအိမ်တွေခြံထဲမှာဘုံတွေကျနေတယ်လူထိခိုက်မှုအခြေအနေကတော့မသိရသေးဘူးလို့ KNL ရဲ့စီးရဲသတင်းအေးမေကပြောဆိုထားပါတယ်လက်ရှိကြုံတုံးမျိုးငားတိုင်ချေးွာအနီးတဝိုက်နဲ့ကော့ကရိတ်စကခဆက်နေအနီးရင်ခွဲတောင်နေရာများမှာစစ်တပ်နဲ့တော်လိုင်းတပ်များကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့စီးရဲအခြေအနေဟာအလွန်ပြင်းထန်နေတယ်လို့သိရပါတယ်မနေ့ကတည်းကတိုက်ပွဲကပြင်းထန်နေတာရင်ခွဲတောင်နဲ့ငားတိုင်ဘက်မှာကိုယ့်ဘက်ကကြာတာထိတာတော့ရှိတယ် သူတို့စစ်ကောင်စီတွေဘက်ကစစ်သားတွေဆိုတာတော့ထိတာသေးတာများနေလို့လေရင်နဲ့ပါလာပစ်ချတာပေါ့ဒီမနက်အထိကိုပြစ်နေတော့မယ်လို့ KNL သတင်းရင်းမြစ်ကပြောပြထားပါတယ်အချက်ပဲစစ်ကောင်စီတက်ရဲကြုံတို့အခြေဆိုင်ခမရ905နဲ့946တက်ရဲနှစ်ခုကစစ်သားအင်အားနဲ့လက်နက်ခဲယံအင်အားများဖြည့်တင်းနေပြီးတော့ကော့ကရိတ်ဘက်ကိုမြန်မြန်ရှင်းလင်းရေးစစ်ကြောင်းထွက်ရန်လက်နက်ကြီးများကြိုတင်ပစ်ခတ်နေတယ်လို့သိရပါဗါရယ်ကော့ကရိတ်မြို့အခြေဆိုင်ခလိုက်ရ69တက်ရင်ကလည်း မြဝတီအာရှလမ်းနဲ့ဒေါနာတောင်လမ်းဟောင်းဘက်ကိုစစ်ကြောင်းထွက်ရန်လက်နက်ကြီးများနဲ့ကြိုတင်ပြီးတော့ပြစ်ခတ်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချက်ဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကမြမရိုရာနှစ်တကူကာလမှာအမြဲတမ်းလှုပ်ဆောင်လေးရှိတဲ့အကျဉ်းသားများလွန်ငင်းချမ်းသာခွင့်ပေးရန်ရှိနေပြီးတော့အဲ့ဒီလွန်ငင်းချမ်းသာခွင့်နဲ့အာဆီယံရဲ့အတိမတ်ပြုမှုနဲ့ချီးကျူးမှုကိုရယူမှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါရဲ့ဖိတ်ကြားချက်အရဧပြီလ18ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မြို့ကိုတွားရောက်ပြီးတော့အာဆီယံခေါင်းဆောင်များနဲ့တွေ့ဆုံရန်ရှိနေတဲ့မင်းအွန်လိုင်းကမြန်မာနှစ်သက်ကိုနှစ်ဆန်းတရက်နေ့မှာလွန်ငင်းချမ်းသာခွင့်များကြီးညာရန်ရှိနေတယ်လို့သိရပါတယ်။အခုလိုမျိုးကြီးညာရမှာအကျဉ်းသားများကိုလွှတ်ပေးခြင်းအပြင်အာဆီယံရဲ့အတိမတ်ပြုမှုကိုရယူခြင်းနဲ့သဘောရှိနေတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရေးမြစ်ကပြောပါတယ်။ နေ့တဲ့ကူမှာလူငင်းချမ်းသာခွင့်ပေးမယ်လို့သိရပါတယ်အကျဉ်းသားတွေထက်လွတ်မယ်ဆိုပေမဲ့ရာဇဝဲအကျဉ်းသားတွေပဲတော်တော်များများပါနိုင်ပါတယ်အာဆီယံမီတင်ခေါ်ထားတော့နိုင်ငံရေးနဲ့ဆက်နွယ်နေတဲ့အကျဉ်းသားတချို့ကိုလည်းလွှတ်နိုင်တယ်လို့တော့သိရပါတယ်နိုင်ငံတော်အတိုင်ပင်ခံဒေါအောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်ကိုတော့လွှတ်မယ်အခြေအနေမကြားရပါဘူးလို့နေပြည်တော်စစ်ဘက်သတင်းရေးမြစ်ကပြောဆိုထားပါတယ် အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါကထိုင်းနိုင်ငံဘန်ကောက်မြို့မှာအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အာဆီယံခေါင်းဆောင်များမနက်ဖြန်အေပီလ18ရက်နေ့မှာတွေ့ဆုံရန်ရှိနေပြီးတော့အဲ့ဒီတွေ့ဆုံမှုမှာအပြစ်ခတ်ရက်စဲပြီးတော့မလျင်ဘေးအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကိုပေးရေးကိုအဓိကဆွေးနွေးသွားမှာဖြစ်တယ်လို့သိရပါဗျာ။အာဆီယံရဲ့မြမအရေးဖြည့်ရှင်ရေးဘုံသဘောတူညီချက်၅ချက်ကိုဆက်လက်ပြီးတော့ကန်ဆွဲထားဆဲဖြစ်တယ်လို့တရားဝင်ထုတ်ဖော်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆင်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ